โอเคအားလုံးပဲမင်္ဂလာပါကိုအောင်တောင်ကြီးတိတော့ channel မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျဟုတ်ကဲ့ကျွန်တော်ကတော့နေ့စဉ်နေ့တိုင်းထိုတာအကျိုးပြုပကနဲ့ရက်တည်ပြီးတော့ဒီအနည်းဆက်ဆုံးနဲ့ကြည်အောင်အောင်နိုင်ချေရှီဆုံးပွဲစဉ်လေးတွေကိုဗီဒီယိုလေးတင်နေတကွာတင်ဆက်ပေးနေရဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ဗီဒီယိုလေးကို like and follow လေးတွေနဲ့အသေးလေးတွေနှိပ်တွားပေးလို့ရပါတယ်နော်။နောက်ပြီးကျွန်တော်စီမာဒီဘောလုံးပွဲလောင်းကျင်တဲ့ညီကိုတွေရောဘောလုံးပွဲအကောင့်ဖောက်ကျင်တဲ့ညီကိုတွေရောအဲကျွန်တော်စီမာလာရောအကောင့်ဖွင့်ဆော့ကစားလို့ရတယ်။အဲငွေကြီးမှကျွန်တော်ကိုယ်တိုင်အာမခဏဖြစ်တဲ့အတွက်ကြောင့်မလို့ယုံကြည်စားလက်တွဲဆော့ကစားလို့ရပါတယ်နော်။ အဲဒီကျွန်တော်စီမှာဒီအကောင့်ဖွင့်ဆော့ကစားတဲ့ညီကိုတွေကို ကျွန်တော်ကတော့ကျေးဇူးတုတ်ပြန်တဲ့အနေနဲ့ကျွန်တော်ရဲ့ဒီ VIP channel လေးကိုဒီတစ်နှစ်ပတ်လုံးလက်တွဲတွားခွင့်ပေးထားပါတယ်เนาะကျွန်တော်ရဲ့ VIP channel လေးမှာဆိုရင် site ကြိုက်တပွဲကောင်းလေးတော့ free mount အဲ mount တွေလေးတွေပါနေ့စဉ်နေ့တိုင်းတင်ဆက်ပေးနေရဖြစ်တဲ့အတွက်ကြောင့်မလို့အဲကျွန်တော်စီမှာလာရောက်အကောင့်ဖွင့်တဲ့ညီကိုတွေကိုကျွန်တော်ကတော့တစ်နှစ်ပတ်လုံးအခမဲ့အနေနဲ့လက်တွဲတွားပါမယ်ဖြစ်ပါတယ်ဗျာ ကျေးဇူးတုတ်ပြန်တဲ့အနေနဲ့လက်တွဲခွင့်ပေးသွားမှာပဲဖြစ်ပါတယ်နော်။ဟုတ်ကဲ့ဒီနေ့ညမှာကျွန်တော်ပွဲချုပ်သုံးသပ်ပေးသွားမယ်ပွဲစဉ်၄တကားတော့ဒီအင်္ဂလန်ပရီးမီးယားလိရဲ့ပွဲကြီးပွဲကောင်းတစ်ပွဲလည်းဖြစ်တဲ့ဒီစနေနေ့ညအစောပိုင်းမှာရှင်းပိုင်ကစားသွားမယ်ဒီတော်နီယန်ဟော့စပါးနဲ့ဒီမန်ချက်စတာယူနိုက်တက်တို့ရဲ့ပွဲစဉ်တွေကိုကျွန်တော်ပွဲချုပ်သုံးသပ်ပေးသွားမှာပဲဖြစ်ပါတယ်နော်။ဒီတော်နီယန်ဟော့စပါးကဒီအင်္ဂလန်ပရီးမီးယားလိမှာအင်္ဂလန်ပရီးမီးယားလိအမတ်ပေးစရာမှာ၁၀ပွဲတိတိရှင်းပိုင်ကစားတာပြီးသူက၅ပွဲနိုင်၂ပွဲတည်ရီ၃ပွဲရှုံးဆိုတဲ့ရလနဲ့ရမ18မှတ်ရရှိကအဆင့် 6နေရာမှာရပ်တည်နေတဲ့အတင်းတင်းဖြစ်တဲ့ဒီအဝေးခွင့်ပြတဲ့ဒီ Manchester United ကလည်းဒီ England Premier League အမပေးစရာမှာ10ပွဲရှင်ပိုင်ကစားထားပြီးအဲဒီ9ပွဲနိုင်2ပွဲတရေ3ပွဲရှုံးဆိုတဲ့ရလနဲ့ရမှတ်18မဲရရှိကအဆင့်8နေရာမှာရပ်တည်နေတဲ့အတင်းတင်းဖြစ်တဲ့နှစ်တင်းစလုံးကရမှတ်တူညီတယ်ဆိုပေမဲ့ဂိုးကွာချချက်အရာတော့ဒီ Tony Hotspur ကအဲ ပေးကူနဲတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအဆင့်6နေရာမှာရက်တည်နေတဲ့အတင်းတင်းဖြစ်တယ်နော်တော်နေရဟော့စပါကဒီပြီးခဲ့တဲ့ပွဲစဉ်မှာဆိုရင်ဒီကဒီ UEFA Champion League ပွဲစဉ်ကိုရှီမန်ကစားတဲ့ UEFA Champion League ပွဲစဉ်မှာသူကအိမ်ကွင်းမှာဆိုရင်ဒီ Copenhagen ကို4-0ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိထားတယ်ဒီ Copenhagen နဲ့ပွဲမတိုင်ခင်မှာဆိုရင်ဒီ England Premier League နောက်ဆုံးပွဲစဉ်အနေနဲ့သူက အိမ်ခွင်းမှာဒီချက်စည်းကို01ဆိုတဲ့ရလန်နဲ့ရှုံနေထားတယ်ဒီချက်စည်းနဲ့ပွဲမတိုင်ခင်မှာလည်းသူကခါရာဘောင်းခလာပွဲစဉ်ကိုရှင်းမြန်ခါရတယ်အဲ့ဒီခါရာဘောင်းဖလာပွဲစဉ်မှာဆိုရင်လည်းသူကအဲဒီနီယူကာဆယ်ကိုအဝေးခွင်းမှာ2-0ဆိုတဲ့ရလန်နဲ့ရှုံနေထားတယ်နောက်ဆုံးရှင်းမြန်ခဲ့တဲ့၃ပွဲမှာဆိုရင်2ပွဲအနိုင်ရရှိပြီး2ပွဲတိတိရှုံနေထားတာကိုကျွန်တော်တို့တွေ့မြင်ရတယ်နော်ဒီမန်ချက်စတာယူနိုက်တက်ကတော့ဒီပြီးခဲ့တဲ့ပွဲစဉ်မှာဆိုရင်နော်တင်ဟမ်ဖောရက်ကိုအဝေးခွင်းမှာ2-2ဆိုတဲ့ရလန်နဲ့တရေကျထားတယ်ဒီနော်တင်ဟမ်ဖောရက်နဲ့ပွဲမတိုင်ခင်မှာဆိုရင်ဒီ Brighton ကို4-2ဆိုတဲ့ရလန်နဲ့အိမ်ခွင်းမှာအပြန်အလှန်တွင်ကိုးနေတဲ့အနိုင်ရရှိထားတယ် Brighton နဲ့ပွဲမတိုင် ိုင်ခင်မှာလည်းဒီလီဗာပူးကိုအဝေးခွင်မှာတောက်ရှင်ပိုင်ကစားပြီး1-2ဆိုတဲ့ရလက်နဲ့အနိုင်ရရှိထားတာကိုကျွန်တော်တို့တွေ့မြင်ရတယ်ဒီမန်ချက်စတာယူနိုက်တက်ကတော့ဒီနောက်ဆုံးရှင်ပြန်ခဲ့တဲ့၃ပွဲမှာဆိုရင်၂ပွဲတိတိအနိုင်ရရှိပြီး၃ပွဲတည်ရည်ဆိုတဲ့ရလက်နဲ့အဲရလက်ကောင်းနေတဲ့ဒီအင်္ဂလန်ပရီးမီးယားလိမှာခြေငြိမ်နေတဲ့အတင်းတင်းလို့ကျွန်တော်ကမြင်မိတယ်ဗျ အခုဒီနေ့တင်းရဲ့ head to head ကိုတွေ့ကြည့်လိုက်တဲ့အချိန်မှာဒီနေ့တင်းရဲ့ head to head နောက်ဆုံးရှင်မြန်ခဲ့တဲ့လီပွားဆုံးနောက်ဆုံးရှင်မြန်ခဲ့တဲ့၅ဘွဲ့ကိုတွေ့ကြည့်လိုက်တဲ့အချိန်မှာဒီ and အင်ရှင်ဖြစ်တဲ့ဒီ Tottenham Hotspur ကဒီ Manchester United ကိုတွေ့ဆုံခဲ့တဲ့နောက်ဆုံး၅ဘွဲ့မှာဆိုရင်၄ဘွဲ့တိတိအနိုင်ရရှိပြီးအဲတပွဲတားလည်းတည်ရချထားခါလုံးဝဆုံးဖွဲ့မရှိသေးတဲ့အကြောင်းကျွန်တော်တွေ့မြင်ရတယ်ဗျ Tottenham Hotspur ကဒီ England Premier League မှာ၁၀ဘွဲ့ရှင်မြန်ကစားထားပြီးသူ့ရဲ့အိမ်ကွင်းမှာဆိုရင်၅ဘွဲ့တိတိရှင်မြန်ကစားထားတယ်ဒီ Manchester United ကလည်းဒီ England Premier League အမှတ်ပေးစရာ၁၀ဘွဲ့ရှင်မြန်ကစားထားပြီးအဝေးကွင်းအနေနဲ့သူ၅ဘွဲ့တိတိတွားရောက်ရှင်မြန်ကစားထားတယ်ဗျာနော်အဲ့ကအိမ် င်ကွင်း၅ဘွဲရှင်မြန်ကစားမှုနဲ့အဝေးကွင်း၅ဘွဲရှင်မြန်ကစားမှုတို့ရဲ့ဒီခြေစမ်းပိုင်းနဲ့ဂိုးရလက်လေးတွေကိုကြည့်လိုက်တဲ့အချိန်မှာဆိုရင်ဒီမန်ချက်စတာ တော်နီယန်ဟော့စပါအတင်းကဒီသူ့ရဲ့အင်ကွေးမှာရှင်းမဲ့ခဲ့တဲ့၅ဘွဲမှာဆိုရင်သူကအဲတပွဲနိုင်တပွဲတည်ရေ၃ဘွဲရှုံးဆိုတဲ့ရလက်မျိုးကိုထွက်ပေါ်ထားတယ်ဗျ။အဲသူအနိုင်ရရှိတဲ့ပွဲစဉ်ရာဆိုရင်လည်းသူကဒီအဲအဘာတန်ကို3-0ဆိုတဲ့ရလက်နဲ့အနိုင်ရရှိထားတဲ့ပွဲစဉ်တပွဲကလွှဲရင်ကျန်တဲ့ပွဲတွေကတော့ဒီအင်ကွေး၅ဘွဲမှာဆိုရင်တပွဲအနိုင်တပွဲတည်ရေ၃ဘွဲရှုံးဆိုတဲ့ရလက်မျိုးထွက်ပေါ်ထားတယ်။သူ့ရဲ့အင်ကွေးမှာရှင်းမဲ့ခဲ့တဲ့၅ဘွဲမှာဆိုရင်သူရဲ့တိုက်စစ်က၅ -6 ထိတွင်ပြီးတော့ခံစစ်ကတော့၅ -6 ထိပေးထားတာကိုကျွန်တော်တို့တွေ့မြင်ရတယ်နော်။ ဒီအဝေးခွင့်ပြတဲ့ Manchester United ကတော့ဒီ England Premier League 10ဘွဲမှာသူအဝေးခွင့်မှာတော့ရှင်မြန်ခဲ့တဲ့9ဘွဲကိုတွားကြည့်လိုက်တဲ့ချိန်မှာဆိုရင်သူကဒီ Nottingham Forest ကိုအဲ2-2တရေကျထားတယ်အ Liverpool ကို1-2ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိထားတယ်နောက်ပြီး Brentford ကို3-1နဲ့ရှုံးတယ် Man City ကို3-0နဲ့ရှုံးတယ် အဲဒီ FUAN ကို1-1တေချထားတယ်ဒီ Manchester United ကလည်းဒီအဝေးကွင်းသွားရှင်မဲ့ကတဲ့၅ပွဲမှာဆိုရင်သူကအဲတပွဲနိုင်နှစ်ပွဲတည်ရနှစ်ပွဲရှုံးဆိုတဲ့ရလဒ်မျိုးကိုထွက်ပေါ်ထားတယ်ဒီအဝေးကွင်းသွားရှင်မဲ့ကတဲ့၅ပွဲမှာဆိုရင်သူတို့ရဲ့တိုက်စစ်က6-6တိတွင်းပြီးတော့ခံစစ်ကတော့10-6တိဂိုးပေးထားတာကိုကျွန်တော်တွေ့မြင်ရတယ်ဗျ Manchester United ရဲ့အာနယ်ချက်ဖြစ်တဲ့ဒီနောက်တန်းရဲ့ခံစစ်တော်တော်လေးကိုကိုယ်ပြေးထားတာကိုကျွန်တော်တွေ့မြင်ရတယ်เนาะထိတ်တိုက်တွေးဆမှုတွေမှာရောဒီပွဲရလက်တွေမှာရောဒီတော်နီယန်ဟော့စပါကအဲခြေစမ်း တော်နေဟောစဘာကအသာစီးရစီးခဲ့တယ်ဆိုပေမဲ့ဒီနေ့ညမှာဆိုရင်တော့အဲအဓိကအရေးကြီးချက်အချက်ချက်ကတော့ဒီလိုပွဲရလက်တွေကထိတ်ဆက်တွေ့ဆုံမှုတွေရောမှာဆိုရင်ဒီထိတ်တက်တွေ့ဆုံမှုနောက်ဆုံး၅ပွဲမှာဆိုရင်၄ပွဲတိတိအနိုင်ရရှိထားပြီးတော့တပွဲတရေချထားတဲ့တော်နေဟောစဘာတင်းကဒီနေ့ညမှာဒီမန်ယူကိုဘာကြောင့်အမန်ယူကိုဒဲချင်းအနေနဲ့ပဲချေးပေးထားတယ်ဗျဒါကတော့ဒီဘိုကီတွေရဲ့လက်ကွက်လို့ကျွန်တော်ကမြင်မိတယ်။ဘာကြောင့်လဲဆိုတော့ဒီလိုအဖက်ဖက်ကပြည့်စုံနေတဲ့ဒီတော်နီယဟော့စပါတင်းက ထက်တဲ့တွဲဆုံမှုတွေမှာလည်းအသာစီးရထားပြီးတော့ဒီနေ့ညမှာဘာကြောင့်မန်ယူကိုချေးမပေးရတာလဲနော်အဲမန်ယူကလည်းဒီနောက်ဆုံးထိတ်တိုက်နောက်ဆုံးရှင်မှန်ခဲ့တဲ့နောက်ဆုံး၄ပွဲမှာဆိုရင်လည်း၃ပွဲတိတိအနိုင်ရရှိပြီး တပွဲတည်းရေချထားကဒီရလက်ကောင်းနေတဲ့ဒီလမ်းကြောင်းမှန်ပေါ်ပြန်ရောက်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲဒီတော်နီဟော့စပါတင်းကတော့ခြေမပေးတာလို့ကျွန်တော်ကမြင်မိတယ်ဒီလိုထဲကြီးပေါက်တဲ့အနေထားမှာဆိုရင်တော့ကျွန်တော်ကတော့ဒီနေ့ရဒီမှာခြေစမ်းပိုင်းအရဒီလမ်းကြောင်းမှန်ပေါ်ပြန်ရောက်လာပြီဖြစ်တဲ့ဒီ Manchester United ဘော်ဒီကိုပဲကျွန်တော်ကတော့ရွေးချယ်ပေးခြင်းတယ်။ဘာကြောင့်လဲဆိုတော့ဒီ Manchester United ကဒီဂျားရဲမှာဘာပွဲမှမကန်ရဘူး။အဲဒီတူတူရဲ့ကစားသမားကလည်းထွေနေပြပြဝဝနဲ့အဲတိတိကျကျလေးတွဲဖက်မိအောင် ချိတ်ဆက်ပြီးတော့ကစားလာနိုင်တဲ့ပုံစံကောင်းတွေဖြစ်ပေါ်လာနိုင်တဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကတော့ဒီ Manchester United ဝေခွင့်ပြတဲ့ Manchester United body ကိုပဲရွေးချယ်ပေးထားတယ်เนาะဒီအင်ရှင်ဖြစ်တဲ့ Tony Hotspurting ကအဲဘာကြောင့်ချိန်မပေးတာလဲဆိုတော့ကျွန်တော်ရဲ့ဘာကြောင့်ချိန်မပေးတာလဲလို့ကျွန်တော်ကြည့်လိုက်တဲ့ချိန်မှာတော့ဒီ Tony Hotspurting ကကြားပွဲတွေမှာလည်းဒီ Champion League ဒီ Carabao ပွဲစဉ်တွေအဲ ပွဲတွေဆက်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီပွဲပန်းတဲ့ဒဏ်ကိုလည်းခံစားရမယ်ပြီးတော့ကစားသမားတွေရဲ့ဒဏ်ရာကစားသမားတွေလည်းရှိနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီစနေနေ့မှာရှင်ပိုင်ကစားသွားမဲ့ဒီ Manchester United ကိုအခန့်ရှင်ပိုင်မဲ့ပွဲစဉ်မှာဆိုရင်တော့သူတို့ကဒီအရန်ကစားသမားတွေလည်းပါလာမယ်ကစားသမားတွေကလည်းဒီပွဲပန်းထားတာဖြစ်တဲ့အတွက်အကြောင်းမလို့ အဲဒီနေ့ညမှာဒဲချင်းအနေနဲ့ပဲပေးတယ်လို့ကျွန်တော်ကမြင်မိတယ်ဗျ။အဲဘာပဲပြောပြောဒီလမ်းကြောင်းမှန်ပေါ်ရောက်နေတဲ့ Manchester United ကအနိုင်ဆုံးတရည်နဲ့အနိုင်ရလက်တွေထိပါခေါ်ဆောင်သွားနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကတော့ဒီ Manchester United body ကိုရွေးချယ်ပေးထားပါတယ်နော်။အဲဂိုးပေါင်းအနေနဲ့ကတော့ဒီ Manchester United ကလည်းတိုက်စစ်အားကောင်းနေဆိုပေမဲ့ခံစစ်မှာအနေငယ်အားနည်းချက်တွေရှိနေတဲ့ဒီ Tony Hotspurting ကလည်းဒီခံစစ်မှာအားနည်းချက်တွေရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့နှစ်တင်းစလုံးကခံစစ်အားနည်းချက်တွေဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကတော့ အဲနှစ်ဖက်စလုံးကအပြန်လန်တွင်ကိုးတွေနဲ့ဂိုးများလိမ့်မယ်လို့ကျွန်တော်ကမြင်မိတယ်ဗျအဲဂိုးပေါင်းဆိုရင်တော့ကျွန်တော်ကတော့ဂိုးပေါင်းအပေါ်ရွေးချယ်ပြီးတော့ body အနေနဲ့ကတော့ဒီအဝေးကွင်းပြတ်တဲ့ Manchester United body ကိုကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ်နော်ဟုတ်ကဲ့ကျွန်တော်ရွေးချယ်မှုပွဲစဉ်လေးကိုချင်းမိတ်ဆွေတို့အတွေးတူတယ်အကြိုက်တူတယ်ဆိုရင်တော့ I like the sauce like ပြီးတော့ဆော့ကစားလို့ရတယ်အတွေးမတွင်တော့ဘက်ကန်နိုင်ပါတယ်ဗျရက်လက်ကောင်းတွေရရှိပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျ